တင်းမှာဘရူနိုလိုကစားသမားတွေအများကြီးရှိဖို့လိုအပ်ပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့နေပြဖြစ်တဲ့ရူဘင်အမိုရင်ကအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာယူနိုက်တက်အတွက်မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်ပြီးအသင်းသားတွေအနေနဲ့သူ့ကိုကြည့်ပြီးနမူနာယူသင့်တယ်လို့တိုက်တွန်းခဲ့ပါတယ်။မနေ့ညကအော်ထရာဖို့မှာကစားခဲ့တဲ့အာဆင်နယ်နဲ့ပွဲမှာယူနိုက်တက်ဟာဖာနန်ဒက်စ်ရဲ့ဖရီကစ်ကနေတဆင့်ပထမပိုင်းမပြီးခင်မှာဥဆောင်ကိုရခဲ့ပါတယ်။ဒုတိယပိုင်း84မိနစ်ခန့်မှာတော့ Rice ကအာဆင်နယ်အတွက်ခြေပကိုပြန်သွင်းနိုင်ခဲ့ပေမဲ့အဲ့ဒီ League နောက်ပိုင်းမှာလည်း United ကပဲအကြိမ်ကြိမ်တိုက်စစ်ဆင်ပြီး Arsenal ဂိုးပေါက်ကိုချိန်ချောင်းနိုင်ခဲ့တာပါ။ဒါပေမဲ့ United တိုက်စစ်ကစားသမားတွေဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့သာပွဲပြီးမှ1-1ရလတ်နဲ့တရေကျခဲ့တာလည်းဖြစ်ပါတယ်။ပွဲပြီးအင်တာဗျူးမှာ Ruben Amorim ကအသင်းမှာ Bruno ကိုကစားသမားမျိုးတွေအများကြီးရှိဖို့လိုအပ်ပါတယ်။သူကအသင်းရဲ့မရှိမဖြစ်ကစားသမားပါ။ ခြေတန်းမှာဘောလုံးရှိရှိမရှိရှိသူ့ရဲ့လှုပ်ရှားမှုတွေနေရာယူမှုတွေကအရန်ကိုကောင်းလွန်ပါတယ်အနာရဖို့နေစားခဲ့ပေမဲ့တည်ရင်နဲ့ပဲကျင်းနှက်ခဲ့ရလို့ပြိသက်တွေအတွက်စိတ်မကောင်းဖြစ်မိတယ်ဆိုပြီးတော့ဖွင့်ရခဲ့ပါတယ်ဘရူနိုဖာနန်ဒက်သာတန်ရာရခဲ့ရင်တော့ယူနိုက်တက်တော်တော်မလွယ်ဘူးနော်